အလုံးမဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လဲ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကက်ကက်အသုံးပြုနည်းအပိုင်း၃ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကက်ကက်ထဲကိုဝင်မယ်ကက်ကက်ထဲကိုရောက်လာပြီဆိုရင် new project ကိုနှိပ်မယ်အဒီနေရာမှာ background ထဲတဲ့နည်းကိုကျွန်တော် sharing လုပ်ပေးမယ်โอเคဒါဆိုရင်ကျွန်တော်ရဲ့ message က background ထဲဖို့အတွက်ပေါ့နော် background ကို video ထဲမှာလားဓာတ်ပုံထဲမှာလားဒီမှာ video ဓာတ်ပုံ အဲဒီ event နဲ့မှလည်းသွားရှာလို့ရတယ်အဲဒီနေ့တော့ဒါကျွန်တော် library ကကက်ကက်က free ပေးထားတဲ့ library တွေက background ကိုအသုံးပြုမယ်နောက်တစ်ချက်ကိုဖန်တီးထားတဲ့ background ကိုအသုံးပြုမယ်ပေါ့နော်အဲဒီနီလာနှစ်ချက်ကိုပြပေးမယ် okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ video ဒီမှာ photo ဒီမှာက event ကက်ကက်က free ပေးထားတဲ့ background ကိုအသုံးမယ်အသုံးပြုမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် library ထဲကိုသွားမယ် okay library တဲ့ကိုရောက်လာပြီဆိုရင်ဒီဘက်ကကျွန်တော်ရဲ့မိတ်ဆွေကိုကြိုက်နေတဲ့ဘက်ကိုသွားပြီးတော့ အသုံးပြုယူလို့ရတယ်အဲဒီမှာဒါလေးတွေတကြောင်ချင်းလိုက်ဆွဲပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအစဉ်ပြေတာကိုအသုံးပြုလို့ရတယ်အဲဒီနေရာမှာအသုံးပြုတဲ့နေရာမှာလည်းဒီနေရာမှာ diamond ပါတဲ့ဟာတွေကအသုံးပြုလို့မရဘူးပေါ့နော်အဲ diamond မပါတဲ့ဟာလေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုအဲကျွန်တော်က background အသုံးပြုမှာဖြစ်တဲ့အတွက် background တစ်ခုကိုတည်တဲ့ကျွန်တော်ယူလိုက်မယ်ပေါ့နော်အဲဒီလိုမျိုး diamond နဲ့ဟာတွေဆိုရင်ယူထားရင် export ထုတ်လို့မရဘူးပေါ့နော်โอเคဒါကိုကျွန်တော်က background ကိုဘယ်ကောင်အသုံးပြုပြရမလဲဆိုတော့ထင်တာမြင်တာဖြစ်တဲ့ အယောင်တစ်ခုကိုဒါကျွန်တော်အသုံးပြုမယ်အဲဒီနေရာမှာဒီ diamond နဲ့ဟာမရဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော် diamond မပါတဲ့အရာတစ်ခုကိုကျွန်တော်အသုံးပြုလိုက်မယ်အဲဒီအနီရောင်ကိုပဲကျွန်တော်ယူလိုက်မယ်ပေါ့ဗျာ background ကိုထင်သာမြင်သာဖြစ်အောင်ကျွန်တော်အနီယူလိုက်မယ်နော်အဲထင်သာမြင်သာဖြစ်အောင်အဲကျွန်တော် image ကတော့အယောင်ထလာလေးယူပေါ့နော်โอเคဒါဆိုရင်အဲ background ကိုကျွန်တော်ယူလိုက်မယ်အဲ background ရပြီ background ရပြီဆိုရင်ကျွန်တော်နည်းနည်းလေးဆွဲလိုက်ဦးမယ်ဗျာနည်းနည်းတိုးနေတယ်ပေါ့နော်အဲဒီလောက်နေထားလောက်ရောက်ပြီ ဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုတစ်ပုဒ်ဖန်တီးတော့မယ်ဆိုရင်တော့လုံးဝမဖြစ်မနေရေချိုးချိုးရတယ်ပေါ့နော်ရေချိုးချိုးမဲ့ဆိုရင်လည်းကျွန်တော်ပြောမြောက်ကိုကြည့်အခုလို့ထည့်ထားတဲ့ background ကိုထိထားနေဆိုရင်ဒီအောက်မှာရေချိုးချိုးဖို့အတွက်ပေါ့နော်နေရာရှာမတွေ့ဘူး Okay ဒါဆိုရင်ကျွန်တော်တို့ကရေချိုးချိုးမှဖြစ်တဲ့ဒီဘက်ဘေးလေးကိုအမဲလေးကိုတစ်ချက်ထိတိုင်းပုံဘက်ကြီးကိုထိလိုက်ရတယ်အဲဒီလိုမျိုးပေါ်လာမှာတော့ရေချိုးကိုဒါကျွန်တော်တို့အသုံးပြုမယ်ပေါ့နော်ဒီနေရာမှာဒီအောက်ကဘာကိုဆွဲလို့ရပြီဆွဲပြီးတော့ဒီမှာလေးတောက်လေးနဲ့ရေချိုးဆိုတာကိုရှာမယ် โอเคဒါဆိုရင်၄ထောင်နေနဲ့ ratio အနေနဲ့ဒီနေရာမှာဘယ်နေရာမှာအသုံးပြုမှာလဲပေါ့နော်ကျွန်တော်ရှင်းပြပေးထားတာရှိတယ်အကျွန်တော်ကတစ်တစ် site ကိုအသုံးပြုမယ်ဒါဆိုရင်တစ်တစ်ကိုကျွန်တော်နှိမ့်မယ်အနှိမ့်လိုက်ရင်ဒီတစ်တစ်ကိုနှိမ့်လိုက်ဒီဘက်ဘေးမှာအမဲဖြစ်သွားတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဒီအမဲပြောက်ဟောလက်နှစ်ချောင်းနဲ့တွားပြီးတော့ဒီပုံမှာတွားပြီးတော့ဖြဲထုတ်လိုက်ပြီပေါ့ဗျာအဲဒီလိုမျိုးဖြဲလိုက်ပြီအမဲကုန်သွားအောင်ပေါ့နော်โอเคရပြီရပြီဆိုရင်ဒါအမှန်ချစ်လိုက်ပြီဒါဆိုရင်ကျွန်တော်က background တစ်ခုရသွားပြီပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကဗီဒီယိုတွေဖန်တီးမယ် အဲဗီဒီယိုဖန်ပြီးမှဆိုဒီတိုင်းလေးကိုညီအောင်ထားမယ်ထားပြီးတော့အဲဒီနေရာမှာ over လေးဆိုတာကိုလာနှိပ်မယ်လာနှိပ်ပြီးတော့အပေါင်းပလက်ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီနေရာမှာအကိုဖန်တီးချင်တဲ့ဗီဒီယိုကိုရှာမယ်โอเคဒါဆိုရင်ကျွန်တော်ဒီနေ့ဒီဗီဒီယိုပဲကျွန်တော်ပြန်ထည့်လိုက်မယ်နော်โอเคဒါဆိုရင်သူကနေတဲ့ပုံလေးကိုပဲကျွန်တော်ထည့်မယ်ထည့်ပြီးတော့တိုင်းလေးလေးကိုကျွန်တော်ထည့်လိုက်မယ်โอเคဒါဆိုရင်ဗီဒီယိုရပြီပေါ့နော်အဲဗီဒီယိုကိုကျွန်တော်အလေပိုးစင်တာလောက်ကိုကျွန်တော်ပိုင်းလိုက်မယ်ပြီးရင်သူဆွဲထားမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဗီဒီယိုထည့်လိုက်ပြီ ဗီဒီယိုထည့်လိုက်ပြီမယ်လေကျွန်တော်ရဲ့ရေချိုးဒီတစ်တစ်ရေချိုးဖြစ်တယ်ဒါကသူကတစ်တော့မှဆော့ထားတာဆိုတော့ကိုယ်စက်ကြောင့်ရေချိုးနေဆိုတော့အဲအဆင်မပြေဘူးဗျာကွက်တီထားလို့မရဘူးဗျာဒီကွက်ကြီးထဲမှာဒီပုံကအဲကွက်တီထားလို့မရဘူးဒါဆိုရင်ကွက်တီထားမရရင်သူ့ကိုကျွန်တော်တို့လည်းရေချိုးပေးလိုက်မယ်အဲဒါဆိုရင်သူ့ကိုကျွန်တော်ထိမယ်ထိပြီးတော့ဒီအောက်ကဘာမှတစ်ချက်ပြန်ဆွဲမယ်အဲ့တစ်ချက်ပြန်ဆွဲမယ်ဒီနေရာမှာကျွန်တော်ရဲ့မချော်ကဒီနေရာမှာတယောက်နဲ့တယောက်နဲ့မတူဘူးရှာဘူးချိုးရဒီနောက်ဆုံးမှရှိတယ်အဲ့တချိုးချောတော့တနေရာနဲ့တနေရာမတူဘူးเนาะဒီနေရာမှာဆွဲရှာ ဆွဲရှာပြီးတော့ဒီလိုမျိုးအဲဒီမှာဒီလိုမျိုးလေးတောက်လေးဝိုက်ထားလဲပုံလေးနဲ့ပေါ့နော်ဒါကျွန်တော်တို့ကသူ့ cross လုပ်ဖို့ပေါ့နော်အဲဒီမှာ cross ဆိုတာလေးရှိတယ်ဗျာဟာဒီလေးတောက်နေရာလေးပေါ့နော်အဲအဝိုက်လေးနဲ့ cross ဆိုတာလေးရှာလိုက်အဲ cross လေးကိုနှိမ့်လိုက်နှိမ့်နိုင်ရင်သူကဒီလိုမျိုးလေးကြမယ်ဒါဆိုရင်ကျွန်တော်ရဲ့ site ကတက်တက် site ကျွန်တော်ယူထားတာဆိုတော့ဒီဓာတ်ပုံက66ဖြစ်နေဒါကိုကျွန်တော်တက်တက်လုပ်ချင်တယ်ဆိုရင် အဲဒီအောက်မှာနည်းနည်းလေးဆွဲလိုက်ဒီမှာတစ်နှလုံးရှိတယ်ပေါ့နော်အဲသူ့ကိုလည်းတစ်နှလုံးလိုးလိုက်မယ်အဲတစ်နှလုံးလိုးတဲ့အခါဒီလိုမျိုးကြီးအကျယ်ကြီးဖြစ်သွားတယ်ပေါ့ဒါဆိုရင်ကျွန်တော်ပြောလက်လေးနှစ်ချောင်းနဲ့အပေါ်ကပုံကိုသွားဆုလိုက်အဲဒီနေထားပေါ့နော်ဒါဆိုရင်ကျွန်တော် position ကတော့အကုန်လုံးတော့မရဘူးပေါ့နော်သူက66လောက်ဆိုဒါဆိုကျွန်တော်ကမျက်မျက်နှာကိုအသာပေးပြီးတော့ပဲယူမယ်ဗျာအဲဒီနေထားလောက်ပေါ့နော်โอเคဒါဆိုရပြီရပြီဆိုရင်ကျွန်တော်အမှန်ချစ်လိုက်မယ်ဒါကိုလိုကိုလိုချင်တဲ့ position ကိုယူပေါ့နော် โอเคဒါဆိုရင်ဒီ site ရသွားပြီရသွားပြီဆိုရင်ကျွန်တော်ရဲ့မျိုးစောကဒီတခွင်လုံးအပြည့်လို့လာဆိုရင်တော့သူ့ကိုအဲကျွန်တော်ကဒီလိုမျိုးဖျက်လိုက်ပြီဗျာကျွန်တော်ရဲ့ဖုန်းကတော့တိတ်ပြီးတော့အဆင်မပြေဘူးကျွန်တော်ရဲ့မျိုးစောကတော့အဆင်ပြေသလိုလေးလုပ်ပေါ့နော်အဲနည်းနည်းလေးအဲဥပမာဒီလိုမျိုးလေးပေါ့နော်โอเคအဲနည်းနည်းလေးအဲဒီနေသားလေးတော့အဲဒါဆိုရင်ကျွန်တော်ရဲ့မျိုးစောတစ်ချက်ကြည့်လိုက်အဲကျွန်တော်ဒီဓာတ်ပုံထည့်တယ်လေဘေးနားကကျွန်တော်ရဲ့အနီလေးတွေကဒါကျွန်တော်ဘောင်အကွက်လေးတို့ဒါတစ်ချက်ကျစ်သွားပြီပေါ့နော်โอเคအဲဒါတော့ဆိုရင်ဒါသဘောပေါက်မယ်ဒီဘောင်ကွက်လေးကိုလည်းဒါကျွန်တော်ရဲ့မိတ်ဆွေက အဲဒါအစင်းတစ်ချက်ကြည့်ရကျွန်တော်တစ်ချက်ပြင်ပြမယ်အဲဒီတိုင်းဆိုတာဘောင်ကုတ်ကငိန်နေတယ်ဗျာအဲဒီတိုင်းအနီရောင်လေးကော့နေတာဒါကိုကျွန်တော်ကအနီရောင်မကွက်ချင်ဘူးဒီဘောင်ကဆက်လိုက်လေးတွေနေပေါ့ဗျာအော်တိုမက်တစ်အရောင်စုံလေးပြေးခိုင်းနေလေရတယ်အဲဒါဆိုရင်ခုနကထည့်လိုက်တဲ့အောက်ကနောက်ခံဘောင်အနီကိုပေါ့နော်လက်နဲ့တစ်ချက်ထိလိုက်အထိလိုက်ပြီးတော့ဒီနေရာမှာအဖက်လေးတွေတုံးလိုက်အဲဘောင်ကိုထိလိုက်နော်အဲဘောင်ကိုလုံးမှာဆိုတော့ဘောင်ကိုထိမယ်ထိပြီးတော့ဒီအောက်ကအဖက်လေးကိုတစ်ချက်နှိမ့်လိုက်မယ်အဖက်လေးကိုနှိမ့်ပြီးတော့ဒီဘက်မှာဗီဒီယိုအဖက်ပေါ့နော်အဲဒီမှာဗီဒီယိုအဖက်ဆိုတာရှိတယ်အဲဒါလေးကိုတစ်ချက်ထိ အထိလိုက်ပြီးတော့ဒီမှာအဲကျွန်တော်ရဲ့မဆိုရလိုက်ရှာပါဘောနော်အဲကျွန်တော်ပြောသလိုပဲဒီလိုမျိုး diamond တွေပါတဲ့ဟာကတော့ဝယ်မရတယ်ဘောနော်အဲဒါဆိုရင်အဲ့ဒီနေရာကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ် okay နှိမ့်တဲ့အထိုင်နဲ့ကျွန်တော်ရဲ့ဘောင်ကိုကြည့်ချက်ချင်းအဲရောင်စုံဖြစ်သွားတယ်ဘောနော်အဲရောင်စုံကအနည်းမြန်လေဒီဘောမှာအချက်ထက်လို့ရတယ်ဒါဆိုရင်ကျွန်တော်ဒီအချက်ကိုတစ်ချက်နှိမ့်မယ်နှိမ့်ပြီးတော့ဗျာဒါတွေကမီးအနည်းမြန်လေးဘောနော်ဒါဒါလေးတွေကလိုက်ဆွဲကစားလို့ရတယ်အဲကျွန်တော်ရဲ့ဖုန်းကတိတ်ပြီးတော့အဆင်မပြေဘူးဗျမီးကအဲဒီလိုမျိုးအယောင်လေးတွေဘောနော်ဒါလေးတွေကိုလည်းအယောင်မေးလို့ရတယ် ်အဲကိုယ့်ရဲ့စိတ်ကြက်အချက်လေးတွေလောက်ကစားပေါ့ဗျာတကားတော့အယောင်ထင်ထင်အဒီကောင်ကတော့ speed နည်းနည်းမြန်မယ် speed နည်းနည်းနှေးမယ်အဲဒီလိုမျိုးလေးတွေပေါ့နော်အမေဆွေအဆင်ပြေလို့ you okay သွားပြီဆိုရင်ဒါဆိုရင်ကျွန်တော်ကအမှန်ချစ်လိုက်ပြီအမှန်ချစ်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကြည့်ခုနကကတော့အနီရောင်တရောင်လေးပေါ့နော်အခုကတော့အနီရောင်မဟုတ်တော့ဒီလိုမျိုးရောင်စုံလေးတွေထွက်သွားပြီပေါ့နော် okay အဲဒီလောက်ဆိုရင်ဒါကျွန်တော်ရဲ့မေဆွေနားတဲ့သဘောပေါက်မယ်လို့မျှော်လင့်နေနော်